ားလုံးပဲမင်္ဂလာပါအထက်တန်းနဲ့အလယ်တန်းတန်ငယ်ချင်းတို့ကြီးစားရရများနေလို့အချိန်တွေကမလောက်ငှလို့ခေါင်းတွေနှောက်နေပြီလားဒါဆိုရင်တော့စိတ်မပူပါနဲ့ဒီနေ့မှာသင်ခန်းစာတစ်ခုကိုနိုင်ဝဲနဲ့ထိထိရောက်ရောက်ပြီးအောင်လုပ်နိုင်မဲ့ကိုယ့်ရဲ့ချင်ငါးခုကိုပြပြပေးမှာဖြစ်ပါတယ်ရင်းနှီးလန်းနေတာသင်ရဲ့ကျောင်းစာဖိစီးမှုတွေကိုချော့ချပေးမှာအသေးချပါပဲဒီတော့အားလုံးဗီဒီယိုလေးဆုံးအောင်လိုက်ကြည့်လိုက်ပါနံပါတ်1အချိန်ကအနည်းယူပါပိုမိုဒိုရိုတက်ကနီလို့ခေါ်ပါတယ် ဒါဘာလဲဆိုတော့25မိနစ်အာယုံစိုက်ပြီးစာလုပ်ပါပြီးရင်5မိနစ်နားပါဒီလိုပန်းချလက်ချင်းအဖြစ်တင်းဦးနောက်ကိုပင်မနှမ်းနှွယ်မှုမဖြစ်စေပဲအမြင့်ဆုံးဆွမ်းဆောင်ရည်ကိုထိန်းထားနိုင်ပါတယ်စာတွေကအရန်များရင်တော့ဒီလိုအပိုင်းလေးတွေခွဲပြီးလုပ်လိုက်ပါအများကြီးပြီးသွားတာတွေ့ရပါလိမ့်မယ်ဝေါနံပါတ်1ထိရောက်တော့မှတ်သားမှုကျောင်းသားကျောင်းသူတွေကတင်ပြီးသားစာတွေကခေါင်းထဲမှာတကယ်ဝင်သွားရဲ့လားမှတ်မိရဲ့လား ဓာတ်တွေကိုစမ်းဖို့ active recording ကိုသုံးပါ active recording ဆိုတာက စာအုပ်ဖတ်ပြီးရင်စာအုပ်ကိုပိတ်လိုက်ပါပြီးရင်ကိုယ်ပါကဒီသင်ခန်းစာရဲ့အဓိကအချက်သုံးချက်ကဘာလဲလို့မေးခွန်းထုတ်ပြီးပြန်ဖြေကြည့်ပါဒါမှမဟုတ် flash card တွေသုံးပြီးမကြာခဏပြန်စစ်ပါဒီနည်းလမ်းကစာကိုအပေါ်ရန်မှတ်မိုံမဟုတ်ပဲဥနောက်ထဲကိုစွန့်မြဲသွားစေတာပါနံပါတ်3အချိန်စီမံခန့်ခွဲမှုလှုပ်ဝက်ချက်သင်ရဲ့ to do list ကိုအခုပဲပြောင်းလိုက်ပါ အရေးကြီးပြီးအရေးတကြီးလုပ်ရမယ်အင်စာတွေကိုအင်းဆုံးလုပ်ပါပြီးရင်တော့အရေးကြီးပြင်မယ်အချိန်ပေးလို့ရတယ်ဇာမေးဘွားအတွက်ပြင်ဆင်တာမျိုးကိုဆက်လုပ်ပါဒီလိုဥသာပေးစီရင် priority metric နဲ့အလုပ်လုပ်ခြင်းအဖြစ်အမြဲတမ်းပူပန်စရာတွေမရှိတော့ဘဲဘယ်အရာကိုအရင်အလုပ်လုပ်ရမယ်ဘယ်အရာကိုနောက်မှလုပ်လို့ရတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိလာပါလိမ့်မယ်အာယုံပြန့်လင့်စေမဲ့ social media တွေကိုလည်းစားလို့ချိန်မှာခဏပိတ်ထားဖို့မမေ့ပါနဲ့ နံပါတ်၄စာမေးပွဲဖြေရှင်းမှုကို ဖြေရှင်းနည်းစာမေးပွဲနီးလာရင်စိတ်ဖြေစီတာသဘာဝပါပဲဒါပေမဲ့ဒီနည်းလမ်းကိုသုံးကြည့်ပါဒါကတော့ brain dance လို့ခေါ်ပါတယ်စိတ်ထဲမှာရှိတဲ့စိုးရိမ်ပူပန်မှုတွေလောက်เสียရှိရတဲ့အားလုံးကိုစာရွက်အလွတ်တစ်ခုပေါ်မှာချရည်လိုက်ပါစိတ်ပူပန်မှုကတင်ကောင်းတဲ့ကနေစာရွက်ပေါ်ရောက်သွားတဲ့အခါတင်စိတ်ကအများကြီးပေါ်ပါသွားပါလိမ့်မယ်ပြီးရင်တော့အသက်ရှူလက်ကျင်ကသုံးကျင်လောက်ပြီးစာအပေါ်မှာပဲပြန်ပြီးအာယုံစိုက်လိုက်ပါ နံပါတ်5အောင်မြင်မှုရဲ့အခြေခံဒီနေရာမှာအောင်မြင်မှုရဲ့အခြေခံဆိုတာအရေးဝအောင်အချင်းကိုခေါ်ပါလေဟုတ်ပါလေစာရည်အများကြီးရှိတာသိပေမဲ့စာချက်ဖို့အချိန်နည်းနည်းပေးလိုက်ပြီးအရေးပုံမှန်မဝခဲ့ရင်သင်ကျက်ထားတဲ့စာရည်ကဥနောက်ထဲမှာမမှတ်မိနိုင်ပါဘူးညစဉ်အချိန်6နာရီ9နာရီလောက်ရှိဖို့ကြိုးစားပါမှတ်ညံတဲ့အာရုံစူးစိုက်မှုကောင်းဖို့အတွက်အရေးဝဖို့ကမရှိမဖြစ်လိုအပ်ပါလေ ကဲဒီနေ့ပြပြတဲ့လှုပ်ဝက်ချက်၅ခုကိုသုံးပြီးတင်းတို့ရဲ့ចောင်းသားဘွားကိုပို့ပြီးအောင်မြောင်ပို့ပြီးပျော်ရှင်အောင်ဖန်တီးလိုက်ပါဒီ၅ခုတည်းကဘန်နီလန်ကိုအရင်ဆုံးစမ်းသုံးကြည့်မလဲဆိုတာကို comment မှာမျှဝေခဲ့ပါအောင်နော်ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ထားပြီးနောက်ထပ်အကျိုးရှိမဲ့ဗီဒီယိုတွေကိုလာကြည့်ပေးဖို့မိတ်ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်